မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်စီရဲ့စစ်တပ်မျိုးဖြစ်တဲ့ပြည်ဦးလယ်မှာရှိတဲ့စစ်တပ်အတိုင်းဝိုင်းကလူတွေဟာစစ်ဖြစ်မှာကိုစိုးရိမ်ပြီးရန်ကုန်နဲ့နေပြည်တော်ကိုပျောက်ရွှေ့နေကြတယ်လို့ပြည်ဦးလွင်အိမ်ချမ်းမြေတွေကိုလည်းပြန်လဲရောက်ချတဲ့လူတွေများပြားနေပြီဆိုပါတယ်မွန်ပြည်နယ်ချမ်းမြေမြို့နယ်မှာရှိတဲ့ဖုန်ကြီးချောင်းကိုအကြံဖတ်စစ်ကောင်စီတပ်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ကိုဝင်ဆောင်တဲ့နဲ့ လာသားအရွယ်ကလင်းငယ်တွေအပါဝင်ရတပီသူ16ဦးဟာအစုလိုက်အပြုံလိုက်တေဆုံးသွားကြရတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အကျန်းဖတ်စစ်ကောင်စီရဲ့စစ်တပ်မျိုးဖြစ်တဲ့ပြူးလင်မှာရှိတဲ့စစ်တပ်အတိုင်းဝိုင်းကလူတွေဟာစစ်ဖြစ်မကိုစိုးရင်ပြီးရန်ကုန်နဲ့နေပြည်တော်ကိုပြောင်းရွှေ့နေကြသလိုပြူးလင်အင်ချက်မြေတွေကိုလည်းပြန်လဲရောင်းချတဲ့သူတွေများပြားနေတယ်လို့ဒေသခံပြည်သူတွေနဲ့ပြူးလင်အင်ချက်မြေအကျိုးဆောင်တွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ် ်လက်ရှိမှာ2020ခုဆစ်စင်ရဲ့ဒုတိယလှိုင်းအနေနဲ့ DNL ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာနောင်ချုံမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာပဲနောင်ချုံနဲ့ကလျက်ရှိတဲ့ပြူးလင်းမြို့ကစစ်တပ်အတိုင်းဝိုင်းနဲ့ပတ်သက်ဆက်နွယ်တဲ့သူတွေဟာပြူးလင်းကနေရန်ကုန်နဲ့နေပြည်တော်ဘက်တွေကိုပြောင်းရွှေ့နေကြတယ်ဆိုပါတယ်။ဒါပြင်ပြူးလင်းမှာရှိတဲ့အချမ်းဖက်စစ်တပ်ကအငိမ့်စားအတိုင်းဝိုင်းတော်တော်များများဟာသူတို့ရဲ့အင်ချမ်းမြေတွေကိုရောင်းချပေးဖို့အင်ချမ်းမြေအကျိုးဆောင်လုပ်ငန်းတွေစီကိုလာအပ်နေကြတဲ့သူတွေတော်တော်များတဲ့အပြင် ဈေးတွေလျှော့ပြီးရအောင်သာရောင်းပေးပါဆိုတဲ့ပုံစံမျိုးတွေနဲ့လာရောက်ခိုင်းနေကြတယ်လို့ပြည်တွင်မြို့မှာရှိတဲ့အင်ချမ်းပြည်အကျိုးဆောင်လုပ်ငန်းရှင်တူကပြောထားပါလေတစ်ဖက်ကပြည်သူတွေကြားမှာလဲပြည်တွင်မြို့ကိုတော်လိုင်းရင်တက်တွေကလာတိုက်မယ်ဆိုတဲ့သတင်းတွေပြန့်နှံ့နေတဲ့အတွက်စိုးရိမ်မှုတွေရှိနေပြီမဲ့ပြည်သူတွေကတော့ပုံမှန်သာဘွာလာနေကြတယ်လို့အတိကပိုပြီးစိုးရိမ်နေကြတာကစစ်တပ်အတိုင်းဝိုင်းကလူတွေပဲမျိုးစုံဖြစ်နေကြပြီရန်ကုန်ကိုပြောင်းတဲ့သူနဲ့နေပြည်တော်ကိုပြောင်းတဲ့သူနဲ့အင်ချမ်းမြေတွေအ мян ရောင်းခိုင်းနေတဲ့သူနဲ့ သူတို့တွေပဲပူလောင်နေကြတယ်လို့ပြည်လွင်မြို့နေပြည်သူတို့ကပြောထားပါတယ်။လက်ရှိအကြံဖက်စကောက်စီတက်ကတော့ပြည်လွင်မြို့ရဲ့အထင်ကြီးနေရာတွေအပြင်မြို့အဝင်အထွက်တွေကိုရောဌာနဆိုင်ရာရုံးတွေမှာပါလုံခြုံရေးတွေတိုးမြင့်ချထားပြီးခန့်စစ်သဘောမျိုးပြင်ဆင်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျ။တဖက်မှာတော့မုံမီနဲ့ကြက်မျိုးမြို့နယ်မှာရှိတဲ့ဘုံကြီးကျောင်းကိုအကြံဖက်စကောက်စီတက်ကလေကျောင်းကနေဘုံကျဲတိုက်ခိုက်သွားမှုကြောင့် ကိုဝင်ဆောင်တဲ့နဲ့လာသားရွယ်ကလေးငယ်တွေအပါဝင်ရက်သားပြည်သူ16ဦးဟာအစုလိုက်အပြုံလိုက်တိတ်ဆုံးတွားခဲ့ရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဇွန်လက19ရက်နေ့ကပဲအချက်ဖက်စကောင်းစီတက်ကမွန်ပြည်နယ်ကြိုင်မြော့မြို့နယ်မှာရှိတဲ့လွှတ်စဉ်ကုန်းကျေးရွာအနီးကရက်သားပြည်သူတွေရှိရာဖုန်ကြီးကြောင်းပေါ်ကို Jet Fighter နှစ်စီးနဲ့တေချပတ်ပြီးတော့ကိုဝဲပြန်ပြီးမှရည်ရွယ်ချက်ရှိရှိဘုံကျဲချသွားတယ်ဆိုပါတယ်။အဲ့ဒီလိုအချက်ဖက်စကောင်းစီတက်ရဲ့လေရင်ကနေကျဲချလိုက်တဲ့ဘုံသီးဟာ ရသပြည်သူတွေစုဝေးနေတဲ့ဘုံကြီးချောင်းဘော်ကိုကြက်ရောက်ပောက်ကွဲသွားပြီးကိုဝင်ဆောင်တဲ့နဲ့လာသားရွယ်ကလေးငယ်တွေအပါဝင်ကိုခန္ဓာတစစီပြစ်သွားတဲ့သူတွေနဲ့ရသပြည်သူစုစုပေါင်း16ဦးဟာအစုလိုက်အပြုံလိုက်တေဆုံသွားခဲ့ရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့ရန်ကုန်မန္တလေးအမြင်လမ်းမှာအချက်ဖက်စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့စစ်ကားတစ်စီးကို တော်လန်ရေးတက်တွေကဖြတ်အပြင်းမိုက်မြင်နဲ့ဖောက်ခွဲတက်ခဲမှုအတွင်းစစ်သား၅ဦးကတော့ပွဲချင်းပြီးကိုသေသွားပြီးစေယုံမှာအသက်လူနေရတဲ့ပြင်းထန်ဒဏ်ရာရစစ်သားတွေလည်းရှိနေတယ်လို့နေပြီးတော့စစ်ဘက်သတင်းအရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဇွန်လ21ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်မန္တလေးအမြန်လမ်းတနေရာမှာစစ်ကောင်စီတပ်သားတွေအပြစ်လိုက်ပါလာတဲ့စစ်ကားတစ်စီးဟာဖြတ်အပြင်းမိုက်မြင်နဲ့ဖောက်ခွဲတက်ခဲခံလိုက်ရတယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခဲမှုအတွင်းမိုင်းထိသွားတဲ့စစ်ကားပေါ်ကစစ်သား၅ဦးကတော့ပွဲချင်းပြီးကိုသေသွားပြီး နောက်ထပ်မိုင်းစာထိပ်ပြီးပြင်းထန်ဒဏ်ရာရတဲ့စစ်သားတွေဟာလည်းဆေးရုံမှာအသက်လူနေရတဲ့အခြေအနေရောက်နေတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီလိုမိုင်းဆွဲတိုက်ခိုက်မှုကိုမြင်းညာခရိုင် PDF တရင်လေးရဲ့ဘိုတွန်တေးတပ်ဖွဲ့နဲ့အတူဒေါ်လာရေးပူပေါင်းတပ်တွေကရန်ကုန်မန္တလေးအမြန်လမ်းမှာဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မြင်းညာခရိုင် PDF တရင်လေးကထုတ်ပြန်ထားပါလိမ့်ခင်ဗျာ။ဒီတစ်ခါပဲခူးတိုင်းဘက်မှာလည်းဖြူးမြို့နယ်မှာတော်လန်ရေးရဲဘော်တွေရဲ့သတင်းကိုလိုက်လံစုံစမ်းပြီးချိန်ချောက်နေတဲ့ ဖြူမျိုးနဲ့ရဲဒုတကြက်လင်းလင်းဆိုသူပြီးရတောက်နေတဲ့အချိန်တိတ်ခတ်ခံရပြီးသေသွားပြီလို့ဖြူမျိုးနဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့စီကနေသိရပါတယ်ဇွန်လ21ရက်နေ့ဖြစ်တဲ့မနေ့ကပဲဖြူမျိုးနဲ့အတွင်းတော်လိုင်းရဲဘော်ရဲတရင်ကိုလိုက်လံစုံစမ်းပြီးချိန်ချောက်နေတဲ့ဖြူမျိုးနဲ့ရဲဒုတကြက်လင်းလင်းဆိုတဲ့သူဟာရန်ကုန်မန္တလေးလက်ဟောင်းဘေးကစိမ့်နုဝေဘီယာဆိုင်မှာဘီယာတောက်နေတဲ့အချိန်ဖြူမျိုးနဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကဝင်ရောက်ပစ်ခတ်ရှင်းနေရမှာအပွဲချင်းပြီးကိုသေသွားတယ်ဆိုပါတယ် အဲ့ဒီရဲဒုတက်ကျလင်းလင်းဆိုတဲ့သူဟာပြည်သူတွေကိုဤမျိုးစုံပိနှိပ်ချိမ့်ချောက်နေတဲ့သူဖြစ်တဲ့အပြင်ဒေါ်လန်ရဲ့တဲ့င်းတွေကိုလိုက်လံစုံစမ်းပြီးတော့စစ်တပ်နဲ့အတူဒေါ်လန်ရဲ့ဘော်တွေကိုပါစိန်ခေါ်ထားတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့ဖြူးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကပြောထားပါတယ်ခင်ဗျအခုတခါစကိုင်းတိုင်းဘက်မှာတော့ရှင်းမပင်မြို့နယ်ကပသိမ်မုံရွာလက်မှတ်ပေါ်မှာစခန်းချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကင်းပတ်ထွက်လာတဲ့အချိန် တော်လန်ရေးတက်တွေကကြပြတ်တက်ခဲ့မှုအတွင်းစေကောင်စီတက်သား၅ဦးကတော့အသီးသီးသိမ်ကုန်ကြပြန်တဲ့အပြင်တနက်၃လက်ကိုပါတင်းစီရရှိခဲ့တယ်လို့ ADPRA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီကနေ့ဇွန်လ22ရက်နေ့မနက်ပိုင်းမှာပဲရင်းမာပင်မြို့နယ်ကမုံရွာပသိမ်လမ်းပေါ်မှာစကန်ချတဆွဲထားတဲ့အကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကတပ်သားတွေဟာကင်းပတ်ထွက်လာတဲ့အချိန်တော်လန်ရေးတက်ဖွဲ့တွေကလမ်းကနေကြပြတ်တက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခဲ့မှုအတွင်း စေကောင်းစီတပ်သား5ဦးကတော့ပြစ်ခတ်မှုတွေအတွင်မှာပဲအသီးသီးသိကုန်ကြတဲ့အပြင်သူတို့စီကနေတနက်3လက်ကိုပါတင်စီရရှိခဲ့တယ်လို့ ADPRA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာဒီတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံကမြောက်ပြည်မြို့နယ်မှာရှိတဲ့ online ငွေလိမ်ဂိုင်းတွေနဲ့မလေးရှားဒူဝင်ကြီးဟောင်းအပါဝင်မလေးစီးပွားရေးသမားတွေပါပါဝင်ပတ်သက်နေကြတယ်လို့ Justice for Myanmar ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်မလေးရှားနိုင်ငံရဲ့ဒူဝင်ကြီးဟောင်းနဲ့အတူသွားကြိုးလို့လူသိများတဲ့ 40k yaswick gang ကောင်းဆောင်ဟောင်းကလည်းအခုမြန်မာနိုင်ငံမြောက်ပြည်မြို့နယ်ကစိုက်ပါငွေလိမ်လုပ်ငန်းတွေမှာစီးပွားရေးမိဖက်တွေအဖြစ်ပါဝင်နေတယ်လို့ဆိုပါတယ်။လက်ရှိမြန်မာနိုင်ငံကငွေလိမ်လုပ်ငန်းဒေါမီပတ်ကိုမလေးရှားဒုဝန်ကြီးဟောင်းနဲ့ခင်မွန်းဖြစ်သူတို့ကတခြားမလေးရှားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူတီထောင်ခဲ့တာဖြစ်ပြီးဒီထဲမှာ 40k yaswick gang ကောင်းဆောင်ဟောင်းကလည်းပါဝင်တယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီမလေးရှားဒုဝန်ကြီးဟောင်းရဲ့ခင်မွန်းဖြစ်တဲ့သူကဒရိုက်တာဖြစ်ပါဝင်တဲ့ငွေလိမ်လုပ်ငန်းဒေါမီ group ဟာ ဟောင်ကောင်မှာကမ္ဘာနီမှတ်ပုံတင်ထားပြီးမလေးရှားနိုင်ငံမှာလုပ်ငန်းလေပတ်လုတ်ကင်နေတာဖြစ်တယ်လို့မြန်မာနိုင်ငံကစိုက်ပါငွေလိမ်ချန်လုပ်ငန်းကြီးအတွက်မလေးရှားနိုင်ငံသားယင်းနှိမ့်မြုံနယ်တဲ့သူတွေစီကနေဘဏ္ဍာငွေတွေရှာဖွေပေးခဲ့တယ်လို့လည်း Justice for Myanmar ကထောက်ပြထားပါတယ်။အဲ့ဒီလိုမြရီမြို့နယ်မှာရှိတဲ့ online ငွေလိမ်ဂိုင်းတွေနဲ့ 40k Yaswit ဂိုင်းကောင်းဆောင်ဟောင်းတို့ပါဝင်ပတ်သက်နေတဲ့ Downme Group Company ကို American ပြည်တော်စုကတော့ဒဏ်ကပ်ပိတ်ဆို့အရေးယူမှုတွေချမှတ်ထားတယ်လို့လည်းသိရပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ